ကျောင်းသားကျောင်းသူများမင်္ဂလာပါဆရာကတော့ဓတမလန်တင်ယိုတီမြန်မာစာပါလရက်ကိုတင်ပြဆွေးနွေးသွားမယ်ဆရာဦးဝေအောင်ဖြစ်ပါတယ်ဆရာဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာကတော့တူဦးတဲ့ပြောပုံစံဖြစ်တဲ့စောင်းပါအကြောင်းကိုဆွေးနွေးမှာဖြစ်ပါတယ် ဒီဆောင်းပါဆိုတဲ့သင်္ကန်းစာကိုလေးလာခြင်းအဓိကရည်ရွယ်ချက်ကတော့ဆောင်းပါတစ်စောင်းကိုအတန်နဲ့အတန်ထားနဲ့ဖက်တက်စေဖို့အတွက်ရည်ရွယ်ခြင်းပဲဖြစ်ပါတယ်။အဲဒါဆောင်းပါဆိုတာဘာလဲ။ဆောင်းပါဆိုတာကတော့အကြောင်းအရာတရက်ကိုရှုထောင့်အတွက်တွေမှာဖက်ချင်းစပွဲဖြစ်အောင်ရေးသားထားတဲ့အစာဖြစ်ပါတယ်။ဆောင်းပါတွေမှာဆိုရင်အများအားဖြင့်နိုင်ငံရေး၊လူမှုရေး၊စီးပွားရေး၊ဘာသာရပ်ဆိုင်ရာသတင်းဆောင်းပါတွေယဉ်ကျေးမှု၊စာပေ ဂီတသဘင်ရုပ်ရှင်ဥပညာစတဲ့အကြောင်းအရာတွေပါဝင်လေးရှိပါတယ်ဖတ်တဲ့အခါမှာဆောင်းပါး၌ရေးသားထားသည့်အကြောင်းအရာနှင့်လိုက်ဖက်သည့်လေတံပေါ်ရမှာဖြစ်ပါတယ်အဲဒါဆောင်းပါးတစ်စောင်ကိုဖတ်ကြည့်ကြရအောင်အမေတို့ငငယ်တုန်းကမန်းလေးမှာတင်းကြံကြတယ်ဆိုတာလူကြီးတွေဥပုပ်ဆောင်ကြဖះရည်တက်ပဲကြတဲ့ကာလ လူရွယ်လူလက်ယောက်ျားလေးတွေရေရင်းကြီးဆဲကြရေကန်တွေရေလှဲကြတန်ရှင်းကြတဲ့ပွဲ ကလေးငယ်တွေကတန်ဖြူရေးပြုတ်ကလေးတွေတန်ဖြူရေးဖလားလေးတွေနဲ့ရေးပက်ကစားကြတဲ့ပွဲလေးရှေးတုန်းကတင်းငယ်မကြသေးဘူးဆိုရင်အေပီလ73ရက်ပြီမဲ့ရေးပက်ရတာမဟုတ်ဘူးဟဲ့မပက်နဲ့အောင်တင်းငယ်မကြသေးဘူးဆိုရင်ခွက်ကလေးပြုတ်ကလေးကင်ပြီးအตาရက်နေရတာတင်းငယ်ကြပြီဆိုတာကလည်းတစ်မျိုးလုံးကြအောင် အမြောက်တန်တစ်ချက်ပြစ်ဖောက်ပေးလိုက်တာပါ အဲ့ဒီအမြောက်ကအတ္တနာမြည်တာဘယ်သူမှဘာမှထိခိုက်တာမဟုတ်ဘူးဒါကြောင့်အမေတို့စီမှာဟန်တာရှိပြီးအဆန်မပါဘူးတင်းကျန်အမြောက်ပဲလို့တင်စားပြီးပြောတဲ့စကားတခွန်းအောင်ရှိခဲ့တယ်အမေတို့ငငယ်ကရေပက်တယ်ရေကစားတယ်ဆိုတာတကယ်10နှစ်12နှစ်ကလေးတွေရဲ့ပွဲတက်တက်ပဲလူပြိုအပြိုတွေရေကစားတာမရှိဘူးလားရှိပါရဲ့ရှိပုံကဒီလိုလေ ဘိမ်မှာအပြိုရှိတယ်တရားမကရှိတယ်ဆိုရင်အဲ့ဒီအိမ်ကအပြိုကိုရေလောင်းဖို့တရက်ထဲကလူပြိုတွေကချောင်းနေကြရတယ်အပြိုတွေကလည်းရေပက်ခံရမှာကြောက်လို့တင်းကြံတွင်းဆိုရင်တော့တက်နိုင်တလောက်လူမြင်မခံပဲအိမ်တွင်းအောင်းနေကြတာပဲမလွဲတာတဲ့ကိစ္စနဲ့အိမ်ပြင်ထွက်လာပြီဆိုရင်တော့ရေပက်ခြင်းလို့ချောင်းနေတဲ့ကောင်လေးတွေက ချမ်းသာမပြီးတော့ဘူးအိမ်ထဲပြေးဝင်ရင်လဲမိဘမောင်ပါကို ကျွန်တော်ရေပက်ချင်လို့မပတူကို ထုတ်ပေးပါခင်ဗျာလို့တောင်းတော့တာပဲဒီခါမိဘမောင်ပါကမပတူရေလာပါကွယ်ရေပက်ခံလိုက်ပါ ဟဲ့လို့မလာမချင်း ခေါ်ပေးတယ်ထွက်လာတော့လူကြီးမိဘတွေရှိမှပဲလောင်းကျင်တလောက်လောင်းကြတယ်ပေငါအပြိုပတူရေပက်ခံနေပြီလို့အရက်ထဲကတခြားကာလသားတွေကြားရင်လဲရရရေပုံးရေပလာဆွဲယူပြေးလာပြီလာလောင်းကြတော့တာပဲ တခါတလေလောင်းသူတွေကများလွန်းလို့ချောင်းစီမြောင်းစီပေါ့ဒါကတော့လူတို့တော်မာရဲ့အမေရှိစကားမှကောက်နှုတ်ထားတဲ့ဆောင်းပါးတစ်ပုဒ်ပဲဖြစ်ပါတယ်ရှေ့အတင်ငန်းစာတွေကိုလေ့လာသိရှိခဲ့ပြီဆိုရင်တော့ခုဖော်ပြပေးထားတဲ့မိကုန်းတွေကိုလည်းလွယ်ကူစွာပြေဆိုနိုင်မှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်